ထိုင်းမှာလုပ်ငန်းတစ်ခုဝင်ပြီးတော့မှအစ်စ်ခံရပြီဆိုလို့ရှိရင်သိကြတယ်အဲ့ဒါမြန်မာလုပ်ငန်းဘာကြောင့်မလို့ဝင်ပြီးတော့မှထိုင်းရောက်မြန်မာလုပ်ငန်းရှင်တွေကြုံတွေ့နေရတဲ့အခက်အခဲ၃ခုတက်ဆိုင်ရာကအလုပ်ထဲကိုဝင်ပြီးတော့မှဆက်လိုက်တဲ့အခါမှာတရားမဝင်မှုတွေတွေ့ရတယ်ဝန်ထမ်းတွေကတရားမဝင်မှုလုပ်ငန်းရှင်က work permit ရှောက်မထားဘူး business visa နဲ့မနေဘူးအခွန်လဲစောင့်မထားဘူးဒီတော့ ုပ်ငန်းရှင်ကဖြည့်ရှင်းရတယ်၊ကုန်ကြစိတ်တွေများတယ်၊စိတ်တွေညစ်ရတယ်၊အချိန်တွေကုန်တယ်။အဖြေကလိုင်စင်လျှောက်ပါ၊ work permit နဲ့နေပါ၊ labor law ကိုလိုက်တာပါ၊အခွန်ဆောင်ပါ၊ business visa နဲ့နေပါ။ညသောအားဖြင့်အဲ့ဒီလမ်းကိုမလိုက်ကြပဲနဲ့မြန်မာလုပ်ငန်းရှင်တွေကတခြားနည်းလမ်းတွေနဲ့သွားတဲ့အခါမှာကုမ္ပဏီလိုင်စင်လျှောက်ထားတဲ့ပို့ပြီးတော့မှပတ်စံတွေကုန်နေကြတာကျွန်တော်ကိုယ်တိုင်လည်းအလုံးတရားဝင်မှုတွေကိုလုပ်ထားတယ်နံပါတ်1ရေရှည်မရက်တည်နိုင်တာ ထုတ်ကုန်တွေဝန်ဆောင်မှုတွေဆိုတာကကျွန်တော်တို့ရောင်းရင်တိုင်းရောင်းလို့မရအောင် သူများရောင်းကောင်းတိုင်းလည်းကိုရောင်းကောင်းမှာမဟုတ်ဘူးထိုင်းနိုင်ငံမှာမရောင်းရဘဲနဲ့လုပ်ငန်းရှင်အမိခံထားပြီးတော့မှ အမိခံလုပ်ငန်းရှင်တွေအများကြီးပဲဒါကဘာကြောင့်မလို့ဖြစ်တာလဲဆိုတော့ target market မပြတ်သားလို့ target market ပြတ်သားဖို့လိုတယ်ပြတ်သားဖို့ဆိုလို့ရှိရင်လည်း market research လုပ်ဖို့လိုတယ်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ရဲ့လုပ်ငန်းတွေမှာ target market ပြတ်သားတယ် market research လည်းလုပ်ထားတယ်နံပါတ်3ထိုင်းမှာလုပ်ငန်းတစ်ခုဝင်ပြီးတော့မှအစ်စ်ခံရပြီဆိုလို့ရှိရင်ပြေးကြတယ်အဲ့ဒါမြန်မာလုပ်ငန်းဘာကြောင့်မလို့ဝင်ပြီးတော့မှစစ်တာလဲဆိုတော့အတိုင်ခံရလို့ဘယ်သူကတိုင်တာလဲဆိုတော့မြန်မာအချင်းချင်းတိုင်တာဘာကြောင့်တိုင်တာလဲဆိုတော့မနာလိုလို့တိုင်တာ ဘာကြောင့်မနာလိုတာလဲဆိုတော့သူကကြတော့ရောင်းရပြီးတော့မှကိုကမရောင်းရတဲ့အတွက်မနာလိုတာဘာကြောင့်မလို့မရောင်းရတာလဲဆိုတော့ target marketing ကလည်းတူတယ်ရောင်းတဲ့ product ချင်းကလည်းတူတယ်ဒါကြောင့်မလို့တိုင်တာအဖြေက blue ocean strategy ကိုကောင်းတဲ့ပေါ်ဖို့သူများမလုပ်တာတွေကိုလုပ်ပြီးတော့မှရောင်းအားကောင်းအောင်ကြိုးစားဖို့ငွေတွေရှာဖို့အရေးကြီးတယ်ကျွန်တော်ဆိုလို့ရှိရင်လည်း blue ocean strategy နဲ့ကျွန်တော်ရေလုပ်ငန်းတိုင်းကိုတွားနေတယ်ကျေးဇူးများတင်ပါတယ်